အားလုံးပဲမင်္ဂလာပါငွေနာဘလော့ကနေပြန်လည်ရှုပ်ဆွလိုက်ပါတယ်ကျွန်တော်ဒီနေ့အိမ်မှာအမဲသားကြော်နဲ့အဲချက်မောင်ချက်နီလေးဘလော့ကိုကျွန်တော်ရိုက်ပြပေးတော့မှာဖြစ်ပါတယ်အဲအဲ့ဒါတော့တခွားသေးလေးပါဒီဘက်ခြမ်းကတည့်ရသေးလေးပါကျွန်တော်လည်းတူလိုက်ကြည့်အောင်ကျွန်တော်တို့အရင်ဆုံးဟိုချက်မောင်ကကြတော့ချက်နီကတော့တူတော်များတည်ပါတယ်နော်လွယ်လေးလွယ်ပါတယ်နော်ချက်မောင်ကြော်နီကလေးဒီတော့ကျွန်တော်တို့စီတက်မယ်ပြီးရင်အဲကျွန်တော်တို့ရောင်းတင်ပုတ်ထည့်မယ်ပြီးရင် ကျွန်တော်တို့နည်းနည်းလေးပွေလိုက်မယ်ပွေပွေလိုက်မယ်ပွေပွေပြီးကြောင်းထားမယ်ပြီးရင်ကျွန်တော်တို့အဆက်ကြိုက်တဲ့လူအတွက်တန်ရုပ်ကြီးချမ်းမတ်လေးကျွန်တော်ထည့်မယ်ပြီးရင်နည်းနည်းလေးကျွန်တော်တို့ထပ်ပွေမယ်ပြီးရင်ကျွန်တော်တို့အတင်းချွေလာတဲ့ခြုံပေါင်းကိုကျွန်တော်ထည့်မယ်ထည့်ပြီးကျွန်တော်နင်းမယ်နော်ဟိုဘက်ဒီဘက် plan မယ်နော်အကောင်လေးကိုဟိုပြီးရင်ခြုံပေါင်းလေးကျက်ကျက်တဲ့ဖြစ်ပါဗျာအဲ10မိနစ်15မိနစ်လောက်ကျွန်တော်တို့တန်တေဦးထဲမှာကျွန်တော်ထားရမယ်နော် အဲပြီးကျွန်တော်တို့ဒီမှာမြင့်လေးเนาะကျွန်တော်ကချက်မအောင်ပြင်းနေကျွန်တော်လည်းရောချက်မယ်เนาะမြင့်လေးအဲမြင့်လေးကိုအမှအထက်ကကျွန်တော်တို့အရင်တော့နည်းနည်းပေါ်ရတော့ငန်းကြီးထည့်မယ်ပြီးရင်ကျွန်တော်တို့အဲခြုံမုတ်လေးနည်းနည်းလေးထည့်ထည့်မယ်เนาะထည့်ထည့်ပြီးကျွန်တော်တို့အဲပြန်ပြီးတော့ဟိုဘက်ဒီဘက်လှမ်းမယ်မှုရိုက်မယ်ဟောဗျာပြန်ပြီးဟိုဘက်ဒီဘက်ကျွန်တော်တို့မှုရိုက်ပြီးခဏတော့ကျွန်တော်တို့အဲထည့်ဟိုရည်ရှိတာမြင့်လေးကိုထည့်မယ်ပြီးရင်မြင့်လေးကိုနည်းနည်းလေးဖြတ်မယ်ဖြတ်ပြီးတော့ကျွန်တော်တို့ဝင်လိုက်မယ်เนาะ မှွေပြီးအဲ့ဒီမြစ်လေးကိုကျွန်တော်တို့5မိနစ်10မိနစ်လောက်သာကြောင်လေးအဲထားမယ်ပြီးရင်တော့မှရတာရှိတယ်ထမောင်ရင်တစ်ခွက်လေးရပါပြီခင်ဗျာကျွန်တော်ကတော့ခဏတော့မှချက်ထားတယ်ထမောင်ဟိမို့ထမောင်ကျော်ပါဗျာထမောင်ရတာတော့ဒါအမဲသားကျော်ကျွန်တော်ကကျွန်တော်ချက်ထားတာမဟုတ်ပါဘူးဒါကတော့ကျွန်တော်မိန်မလက်ရည်ပါအဲ့ဒါကျွန်တော်မိန်မကျွန်တော်ဥချပေးတာပါနော်အဲ့ဒါလေး ပြောမလို့တော်တော်လေးကိုလည်းကောင်းပါတယ်ဗျာအခုချိန်မှလည်းမိုးစားတာလေကျွန်တော်ကတော့ဆွဲပါပြီကျွန်တော်ပလုတ်ပလောင်းနဲ့ကျွန်တော်ကဆွဲနေပါပြီတော်လေးစားကောင်းတယ်နော်ဟိုကျွန်တော်ညီကိုမောင်မားနေတယ်ဟိုအဲ့လိုမျိုး live live ဟိုဖြတ်စားလို့ရအောင်လေကျွန်တော်ဒါတင်ရပြီးတာကျွန်တော်အိမ်ကအိမ်မိုင်းပြင်းနေလို့ဘလို့ရိုက်တာနော်ကျွန်တော်အားရပါရအောင်အားရပါအောင်ပြုလုပ်အောင်ဆွေးနေပါသေး အဲကျွန်တော်နောက်ထပ်ဗီဒီယိုဒီ blog လေးရကျွန်တော်လာအောင်မယ်เนาะအဲကျွန်တော်အားပေးကြပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ